နှလုံးကြီးတာကအဖြစ်များတဲ့နှလုံးကျန်းမာရေးပြဿနာတစ်မျိုးပါနှလုံးကပုံမှန်အရွယ်စားထက်ကြီးလာပြီဆိုလို့ရှိရင်တော့ဒါကိုနှလုံးကြီးရဆိုပြီးတော့ပြောကြပါတယ်အခုတစ်ခေါက်မှာတော့နှလုံးကြီးရတူတဲ့အနေနဲ့ကိုယ့်ရဲ့နေစဉ်ဘဝမှာကျန်းမာစေဖို့နှလုံးကြီးနေရင်ဘာတွေစားပြီးတော့ဘာတွေကိုရှောင်ရမလဲဆိုတာကိုပြပြပေးထားမှာပဲဖြစ်ပါတယ်နှလုံးဆိုတာကကြွတာပါပဲကြွတာရဲ့တဘာဝအရာညံ့ညအလုံးလုံးရရင်တော့ကြည်တက်တဲ့သဘောရှိပါတယ် နှလုံးကြည့်တာကနှလုံးရောဂါကြောင့်ဖြစ်နိုင်သလိုတခြားရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဥပမာနာတာရှည်တွေးတို့ရောဂါ၊နာတာရှည်နှလုံးခုန်မြန်တာ၊နှလုံးတွေးချုပ်ပိတ်ပြီးတော့နှလုံးပျက်စီးတာ၊နှလုံးအဆုရှင်ရောဂါ၊နှလုံးရောင်နာလိုမျိုးနှလုံးရောဂါတွေကြောင့်ဖြစ်တတ်သလိုအဝါလိုနာ၊စီးကျုံတဲ့သားရရောဂါ၊တွေးရနေတာ၊ဗီတာမင် B1 ချို့တက်တဲ့ berry berry ယောဂါ၊အရက်တွေအများကြီးတောက်တာအဆက်လီလိုမျိုးခုခံအားတုတ်ပြန်မှုပုံမမဟုတ်တဲ့ယောဂါတွေမှာလည်းတွေ့ရတတ်ပါတယ်။ ဒီတော့နှလုံးကြီးတဲ့သူတွေအနေနဲ့ဘာတွေစားရမလဲဆိုရင်တော့ပထမအဆုံးအနေနဲ့ကတော့ berry tea တွေပါနှလုံးကြီးတဲ့သူတွေအနေနဲ့နှလုံးကျန်းမာစေဖို့ထောက်ကူပေးနိုင်တဲ့အသီးတွေဖြစ်တဲ့ berry tea တွေကိုစားပြီးဖို့လိုအပ်ပါတယ် strawberry blueberry raspberry တို့မျိုး berry tea တွေကိုစားပြီးဖို့လိုအပ်ပါတယ် berry tea တွေမှာကတတိုးဆန်းကျင်ပစ္စည်းရဲ့ပါဝင်ရတဲ့အကြောင်းမို့လို့ရောင်ရမ်းနာကိုကြာဆင်းစေပြီးတော့နှလုံးကျန်းမာစေဖို့အထောက်အကူပေးပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့ဆယ်မွန်၅ပါ ဆယ်မွန်ကနေအစီပါမှုများတဲ့ပင်လယ်ငါးတွေဖြစ်ကြတဲ့စာရင်းကမက်ဂရန်ကဒီလိုမျိုးငါးတွေမှာဆိုရင်အိုမီဂါ3ဖက်တီအက်ဆစ်တွေပါဝင်နေတဲ့အတွက်ကြောင့်မို့လို့နှလုံးစည်းကြမ်းမမှန်တာကိုသတိသိနိုင်တယ်လို့တွေးကြတဲ့ကဆုပုံနေတဲ့အစီတွေကိုလည်းဖျက်ရှားပေးနိုင်ပါတယ်သွေးနဲ့အဆီတက်ကြစေဖို့လည်းအထောက်အပံ့နိုင်ပါတယ်။တပတ်ကိုနှစ်ချိန်လောက်စားပင်ရင်ကိုလုံလောက်ပါရနော်။နောက်တစ်ခုအနေနဲ့ကတော့အနံ့ရောင်ချိုကလက်ပါ။ လင်းအောင်မှုတွေကကိုကို60ရာခိုင်နှုန်းဒါမှမဟုတ်ရှင်ရဲ့80ရာခိုင်နှုန်းလောက်ပါဝင်နေတဲ့အနေအောင်ချိုကလက်တွေရာဆိုရင်နှလုံးကိုချမှာဖို့အတွက်အထောက်အကူပေးပါတယ်။အနေအောင်ချိုကလက်မှာပါဝင်တဲ့ flavor နွဲဟာဆိုရင် သွေးပောင်ချိန်ကိုထင်းကြီးပေးသလိုသွေးခဲတာမျိုးတွေရောင်းရမ်းတာတွေကိုလည်းတတ်တာစေပါတယ်။နောက်တစ်ခုအနေနဲ့ကတော့အချင်းတက်ပါတဲ့အသီးတွေပါ အချင်းတက်ပါတဲ့အသည့်တွေမှာဖလီပါနိုက်ချေဝါဆပ်ပါဝင်ပြီးတော့နှလုံးကြည့်တာကိုသက်သာစေသလိုနှလုံးရောဂါနဲ့လိဖက်တာမျိုးဖြစ်နိုင်ခြေကိုလည်းရှင်းချပေးပါတယ်။ကိုယ်ရဲ့နေစည်စားသုံးမှုမှာတမျှတိမိမိလောက်ပါအောင်စားသုံးပေးဖို့လိုအပ်ပါရနော်။တို့ခုနေလာကြတော့အာလူပါ။အာလူမှာကစီတက်ပါဝင်နေဆိုပေမဲ့အာလူကိုကြော်စားရမှာမဟုတ်ဘူးဆိုရင်တော့စားပေးတင်ပါတယ်။အာလူမှာကနှလုံးကျန်းမာစေနိုင်တဲ့ပိုတက်ဆီယမ်တွေချေဝါဆပ်ပါဝင်သလိုဒိတ်ပေါင်ခြေကိုလည်းထိန်းချိန်ပေးပါတယ်။အမြင့်အတွက်ကျေဝါဆပ်ပါဝင်နေတာကလည်းသွေးရည်အစီကိုချစေပြီးတော့ နှလုံးကြီးတဲ့သူတွေကိုကျန်းမာစေဖို့အထောက်အကူပေးနိုင်ပါတယ်။နောက်တစ်ခုကတော့ခင်းကျင်သီးပါ။အာလုံးလိုပဲခင်းကျင်သီးမှာကပိုတက်ဆီယမ်ထက်ကျော်ဝါးစာပေါင်းနေပါတယ်။ဒတို့ဆက်ရှင်ပီစီကျော်ဝါးစာပေါင်းသူတို့နှလုံးကျန်းမာစေနိုင်ပြီးတော့လေးဖြတ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။တွေ့တဲ့အစီကိုလည်းကြာစီစဉ်နေတဲ့အတွက်ကြောင့်မို့လို့နှလုံးကျန်းမာစေဖို့အထောက်အကူပေးပါတယ်။နောက်တစ်ခုကတော့အခုမှတီးပါ။အခုမှတီးဆိုရင်အယ်မွန်စစ်တစ်ကြာတီးပစ္စတာချီယိုမြေပဲ ဒီလိုမျိုးအဆိတ်ဆံညာဆိုရင်နှလုံးကိုကျန်းမာစေတဲ့အမြင့်တက်တွေပါဝင်နေပါတယ်။ဗီတာမင် E နဲ့ပါဝင်နေပြီးတော့သွေးထဲကအဆီတွေကိုကြာစင်စေနိုင်ပါတယ်။အယောင်လဲကျစေပြီးတော့သွေးလက်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။စားတဲ့အရာကိုတော့ရွေးချယ်ဖို့လိုအပ်ပါရဲ့နော်။နောက်တစ်ခုကတော့ပဲအမျိုးမျိုးပါ။ပဲနီလေး၊ပဲဝါလေး၊ပဲစင်းကိုဒီလိုမျိုးပဲအမျိုးမျိုးပါဆိုရင်အမြင့်တက်ကျော်ဝါစာပါဝင်သလိုပရိုတင်းနဲ့ကျော်ဝါစာပါဝင်နေပါတယ်။ကျန်းမာရေးကိုလည်းထိခိုက်စေတဲ့အဆီတွေပါဝင်မှုနည်းနေပါတယ်။ ။တင်းတခြားတဲ့ကိုထိညိပေးပြီးတော့နှလုံးကျန်းမာစေဖို့အထောက်အကူပေးပါတယ်နော်။နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုကောက်စစ်သလိုနှလုံးကြည်လာလည်းသက်သာရှိနိုင်ပါတယ်။ဒီတော့နှလုံးကြည်ရဲ့သူရဲ့အနေနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုမထိခိုက်စေဖို့ဆိုရင်တော့အခုပြောတာတွေကိုရှောင်ဖို့လိုအပ်ပါတယ်။ဒါတွေကတော့အနည်းအောင်အသားတွေကိုလျှော့စားပါ။ပြီးရင်တော့ဘေကွန်၊ဟော့ဒေါ့၊ပြပင်ထားတဲ့အသားတွေ၊စီကြောစာတွေ၊အာလူးချောင်းကျော်၊အချိုရည်ပြီးတော့အစီပြီးနို၊ကင်ထားတဲ့အစားစာရည်နဲ့ကိုကီဒါတွေကိုတော့ရှောင်ကျင်သင့်ပါတယ်။ ခုပြပေးခဲ့တာတော့နှလုံးကြီးတဲ့သူတွေအရင်ကဘလို့စားစာတွေကိုရှောင်ကျင်ပြီးတော့ဘလို့စားစာမျိုးတွေကိုစားသုံးအောင်လဲဆိုတော့ကိုမပြပေးခဲ့တာပါနောက်ထောင်ပြည့်အတွက်အားလုံးကိုချေဆွတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်